ုံဆောင်ပြောလုံးဝဖြစ်သွားမယ်အခွင့်အရေးကွာပြီးတော့ကိုယ့်ရဲ့တရုပ်ဆောင်မှုကိုယ့်ရဲ့စ조사မှုကို feedback ပေးမှာမဟုတ်ဘူးပြီးပြီလေဟာထိတ်ဆုံးပေါ်ကြာနံပါတ်1ပေါ်ကြာနံပါတ်1ပေါ်ဘွားအိမ်မက်ပဲပေါ်အမားနဲ့ကားရဲ့ဖူးကျင်တယ်လို့ပြောဥစ္စာအိမ်မက်ပဲပေါ်ဆိုတော့ဒီလိုမျိုးတရုပ်ဆောင်ကြီးတယောက်ကဒီလို feedback ပေးပြီးတော့ဒီလို training နေပေးပြီးဒီလိုလုပ်ပေးမယ်ဆိုတဲ့အခွင့်အရေးအာအိမ်မက်တော်မမှန်ရဲတဲ့ကိစ္စကျွန်တော်ငယ်တော့ကဒါမျိုးအိမ်မက်တော်မမှန်ရဲဘူးဝဲလိုတော့ကမင်းသားမင်းမီးတယောက်ဖြစ်လာဖို့အတွက်ရရခက်ခဲပါတယ် ဝါသနာရင်းခံတဲ့အချိန်လေးအများကြီးပေးပြီးဇွဲကြီးကြီးနဲ့စ조사နိုင်လို့မှသာအများလက်ခံတဲ့တရုပ်ဆောင်တယောက်ဖြစ်လာတာပါရှိတယ်လေရှိတယ်လေရှိတယ်လေအဲ့ဒါတော့အိမ်မကြီးတစ်ခုပဲပေါ့ဖြစ်မှာပါပြင်မှာပါတရက်တော့အခု2025မှာဒီရာရီအားလုံးကပြောင်းလဲသွားပါဘူးအဲ့ကံကြမ်းမှာဘာမှပြောလို့မရဘူးလေမအခုကျွန်တော်ကိုနေလို့လည်းရရတယ်မဲချိုးကျွန်တော်တို့ရုံတင်တော့မယ်လုံခဲ့တဲ့23နှစ်မှာကျွန်တော်ဒီလိုကားမျိုးရရမယ်လို့ပြောရင်ဘယ်သူထင်ပါလဲအာကျွန်တော်ကံကြမ်းမှာဘာမှပြောလို့မရအောင်ပါ မနဲ့စုံဝင်မရရင်လည်းမရသွားနိုင်ဘူးရရင်လည်းရသွားနိုင်တယ်ကားလည်းပါတယ်ဟာကိုကားလည်းပါတယ်ဟုတ်ဟုတ်အာဒီနေ့ပွဲက Jones app ပေါ့နော် Jones application ကနေပြီးတော့ဒါ launch လုပ်တာပေါ့နော်တော့ဒီအမှုပညာပြချက်တွေကို platform တစ်ခုကနေပြီးတော့ဟိုနောက်ထပ် platform တစ်ခုပေါ့ပရိသတ်တွေကြီးရှုလို့ရမယ့် platform တစ်ခုကိုသူတို့မိတ်ဆက်တာပေါ့နော်အဲ့မှာအဲ့ Jones application မှာပြမယ် ဇလန်းတွဲတွေပေါ့နော်ဇလန်းတွဲတွေကမှ hydro production ကရိုက်တဲ့ ghost on duty တာဝန်ကျသေဆိုတဲ့ကမှကျွန်တော်ခေါင်းဆောင်တယောက်ဆောင်လေးနဲ့ပါဝင်ထားပါအဲ့ဒါကျွန်တော်ပွဲလာတာဟုတ်အေးကျွန်တော်ဘာမှမသိဘူးကျွန်တော်ဒီရောက်မှသိတာသီလားဖိဆာပို့တော့ rising show rising show လာ rising rising show rising show ပဲအိမ်တော့ကြော်စင်းပေါ့နော်ဆိုတော့ဟာမဟုတ်ဝဲကအခုဒီမှာဆရာစုံကိုကိုတို့ရှင်းပြတော့မှဟာမိုင်းလေတာလို့ program ကြီးရလို့ဟိုဒါကဗျာကျွန်တော်တို့လုံးဝမကြုံဘူးတော့မဟုတ်ဘူးကျွန်တော်ကရှစ်ခေနောက်ခေတော့မှီတယ်ပြောလို့ရကျွန်တော်2010တည်းဝင်တယ်ဆိုတော့ဗီဒီယိုခေတည်းကလည်းမှီတာ哦 တတော်၃၀ကျွန်တော်စဝင်တဲ့အချိန်တော့ဆိုရင်ကျွန်တော်မှဆရာမရှိဘယ်ဘဲဆရာဘသူမှအားကိုးလို့မရဘူးဒီထဲကိုကျွန်တော်ကစန်တမန်တန်ဝင်ရတာအဲ့ဒါမဲ့ကျွန်တော် MRD4 ကို2016အကုန်လုံးမှာစရောက်သွားတဲ့အချိန်မှာဆရာဆိုတာကျွန်တော်ကမြင်ရတော့ကျွန်တော်ကဒီလောကထဲကိုစဝင်တဲ့အချိန်မှာသင်တန်းလို့တဲ့မှာဆရာတို့ training တို့ဘာမှမကြုံဘူးပဲနဲ့ဝင်ရတဲ့ feeling ကိုလည်းသိတယ်လို့စနစ်တကျကြီးသင်ပြီးတော့ဝင်ရတဲ့ feeling ကိုလည်းကျွန်တော်ထပ်သိတယ်ဆိုတော့အခုအဲ့ဒီအစီအစဉ်ကကျွန်တော်သိတဲ့နှစ်ခုတည်းပုံပိုင်းမှာ လုံးဝဗျာဘာတင်တန်းမှဘာမှမသိဘူးဆိုတော့ဟာထက်ကျွန်တော်နည်းနည်းသိသွားတယ်ပေါ့တင်တန်းနဲ့ဝင်လာဆိုတော့အဲ့တင်တန်းထက်ကိုပုံမိုက်တယ်ဒါကြီးကကျွန်တော်လည်းခုနမှနားထောင်လိုက်တာတရုပ်ဆောင်ပြလုံးဝဖြစ်သွားမယ်အခွင့်အရေးကွာပြီးတော့ကိုယ့်ရဲ့တရုပ်ဆောင်မှုကိုယ့်ရဲ့စူးစမ်းမှုကို feedback ပေးမှာမဟုတ်ဘူးပဲပြီးပြီလေတင်မဲ့စရာတွေလည်း memory show လောက်လေ memory နဲ့တင်ရွှေကြီးလေကျွန်တော်တို့တော့အသင်ခံကျင်တကယ်ဖြစ်တော့ကျွန်တော်တို့အသင်ခံကျင်တယ်ဒါကျွန်တော်ဆရာအရင်တယောက်ဆရာဝင်းစိုးပါမယ် ဆရာဦးမျိုးမင်းတင်လာတော့ကျွန်တော်အရန်အတင်ခံကျင်လာကျွန်တော်ဆရာဦးမျိုးမင်းနဲ့မတင်ဘူးလေဒါပေမဲ့ကျွန်တော်အရန်ချစ်ရတဲ့အရန်လေးစားရတဲ့ဆရာလေးသီးလာကျွန်တော်တို့ကလေးဘွားတွေကဆရာကားရင်ကြီးပြင်းခဲ့ရတာလေပြီးတော့လက်ရှိဆရာတပည့်တွေကအောင်မြင်တဲ့လူတွေနိုင်ွေးလေဟုတ်တယ်မလား 3H ကနေထွက်တဲ့ Academy တွေနဲ့တော့မဟုတ်ဘူးလေနောက် 3H Rider ကိုအောင်ချမ်းလို့ဆိုပဲဒီအောင်ဘလောက်အောင်မြင်လဲနောက်အခု Agent မောင်တို့ဘလောက်မိုက်လဲကျွန်တော်ဆရာတပည့်ဖြစ်နေတာဒါပေမဲ့ဒီလိုအခွင့်အရေးကြီးကိုဒီ session နဲ့ကြော်ကလေးတွေအသက်ဝင်လာမှကလေးတွေရမှာလေဟော very good opportunity ပဲလေဒါကြီးကကျွန်တော်အခုမှမြင်ပြီးဟာမိုက်လိုက်တာဆိုပြီးတော့ဖြစ်သွားတာ ဆိုတော့ဟုတ်ဟာထိတ်ဆိုးပေါ့ဗျာနံပါတ်1ပေါ့ဗျာနံပါတ်1ပေါ့ဘွားအိမ်မက်ပဲပေါ့အမားနဲ့ကားရိုက်ဖူးကျင်တယ်လို့ပေါ့ဥစ္စာအိမ်မက်ပဲပေါ့ဆိုတော့ဒီလိုမျိုးတရုတ်ဆောင်ကြီးတယောက်ကဒီလို feedback ပေးပြီးတော့ဒီလို training နေပေးပြီးဒီလိုလုပ်ပေးမယ်ဆိုတော့အခွင့်အရေးအာအိမ်မက်တော်မမှန်ရဲတဲ့ကိစ္စကျွန်တော်ငယ်တော့ကဒါမျိုးအိမ်မက်တော်မမှန်ရဲဘူးအခု2025မှာဒီຢာရီအားလုံးကပြောင်းလဲသွားပါဘူးမဟုတ်ဟိုအရင်ဆုံးကျွန်တော်ကအနုပညာသမားတယောက်ကလေပြင်မလူနေမှုဘွားမှာပါကျွန်တော်အနေနဲ့မှန်းရတယ် ဆိုတဲ့ကိစ္စတွေရှိတယ်ပေါ့နော်ဆိုတော့မအားအရလည်းမှန်တယ်ဘူးဆိုအိမ်တော်ရှင်မကောင်းသူတယောက်ဖြစ်တဲ့အခါမှာလဲသူ့ရဲ့အိမ်တော်ပေါ်သူ့ရဲ့အိမ်တော်ကြီးပေါ်သူ့ရဲ့မိသားစုပေါ်မှာသူဒီတကယ်ကို well person ပဲကျွန်တော်တို့တွေ့တယ်ရှိတာအဲ့ဒါပြောဒီဘက်အမှုပညာဘက်မှာလဲသူလုပ်ခဲ့တဲ့အလုပ်တွေက ကျွန်တော်ချီးကျူးနေရင်ဗျာဟိုကျွန်တော်လိုအနေထားနဲ့ချီးကျူးစရာတော့မလိုဘူးဗျာတိလာသူ့သူ့ရဲ့ quality နဲ့သူ့ရဲ့လုပ်ခဲ့တဲ့ကိစ္စကြီးอ่ะဗျာဆိုတော့အမကားကြီးနေပဲကျွန်တော်ကကြီးပြင်းခဲ့တာအမကားကြီးအများကြီးကျွန်တော်ကကြီးခဲ့ရတာလေဆိုတော့ဒီတရုတ်ဆောင်နဲ့တရုတ်ဆောင်ကျင်လိုက်တာကွာဆိုပြီးတော့အိမ်မက်မက်ခဲ့ရတဲ့ကျွန်တော်ကခလေးဘွားကလေတက်လာခဲ့တဲ့လူတွေကိုဆိုတော့အမအခုလိုမျိုးလှုပ်ပေးမယ်ဆိုရင်ဟာအဲ့လိုကြီးတစ်ခုချင်းစီ highlight ပြောနေတော့ပြီးမှမဟုတ်တော့ဘူးမနာယူပဲအခုဒီမမေ့သေးတဲ့ကားတွေရှိတယ်ဟိုဗာလဲဟိုကိုမျိုးဝင်တဲ့ကားဆိုလို့ရှိရင်အဲ့သူ romance ကားဗျာဒီမြက်မြက် မျိုးလုံးတစ်လုံးမှာဟာမှဲ့မှဲ့လေးပါတဲ့အဲ item တွေနဲ့သူဟိုဇက်ဇက်လေးဖြစ်တဲ့ကားတွေနောက်ကိုနေတိုးနဲ့အခုကိုရီမိုးသချင်းနေတော့ဗျာအခုထီတော့မှာ smile ဖြစ်တဲ့ဟာဗျာတိလာပြုံးမှာပြုံးလိုက်ပါပါညာအဲ့ဒါကြီးအခုထီကျွန်တော်တို့အခုချိန် YouTube မှာရှာကြည့်လဲ very good နေတော့ကဲဟိုတလောပဲပြန်တက်လာတယ်ဗာလေဥလိုမိုးနဲ့ကကိုကိုလောဆိုတာတွေ ပြောရသေးလားပြောချင်တာသူ့ရဲ့အမှုပညာကိုပြောပြီးမှမဟုတ်တော့ဘူးဗျာသေးလားဆိုတော့ဒါပေမဲ့ကျွန်တော်တို့2010မှာကျွန်တော်ကဒီလောကထဲဝင်တဲ့လူတယောက်အနေနဲ့အမအဲ့ချိန်မှာကွင်းဖြစ်နေပြီလေကျွန်တော်တို့ဘလောက်တောင်လေးစားရမလဲဘလောက်တောင်သဘောကျရမလဲဆိုတော့အမရေထုတ်ပြောနေကြတော့မလို့လေနော်ရှိတယ်လေရှိတယ်လေရှိတယ်လေအဲအဲ့ဒါတော့အိမ်မကြီးတစ်ခုပဲပေါ့ဖြစ်မှာပါဟွန်းပြင်ပါပါတကယ်တော့ ဝါသနာရင်းခံတဲ့အချိန်လေးအများကြီးပေးပြီးဇွဲကြီးကြီးနဲ့စ조사နိုင်လို့မှသာအမရဲ့ပြန်တွေးခြင်းကျွန်တော်အိမ်မှာတော့ကျွန်တော်အမေနဲ့အဖေကိုပြောပြနေသေးတယ်ကျွန်တော်ဆိုတာဘာကောင်းမှမဟုတ်ဘူးလေပသိန်ဆိုတဲ့နေမျိုးလေးကတက်လာတဲ့လူတယောက်လေးအမရဲ့ကဲကျွန်တော်အခုအသက်35ဗျာကျွန်တော်ပသိန်ကနေထွက်လာတဲ့အချိန်မှာကျွန်တော်အသက်12နှစ်ဗျာနော်လွန်ခဲ့တဲ့နော်လွန်ခဲ့တဲ့ကျွန်တော်23နှစ်မှာလွန်ခဲ့တဲ့23နှစ်မှာတာနေကမြန်မာနိုင်ငံရဲ့နံပါတ်1မင်းသားကြီးနဲ့တွဲရရမဲ့ မြန်မာနိုင်ငံရဲ့နံပါတ်1မင်းသားကြီးနဲ့ဒီဆေးအစုံက conflict တွေဖြစ်ပြီး to or ko or identity အပြိုင်လောက်ရမယ်ပသိမ်သားလေးတယောက်ဆိုရင်မတော့ယူနေဟာဘာပြောလို့လဲမသိဘူးလို့ပြောတယ်လားဖြစ်မှာပေါ့ဗျာသိရမလားအဲ့ကံကြမ်းကဘာမှပြောလို့မရဘူးလေမအခုကျွန်တော်ကိုနေလို့လည်းရရတယ်မဲချိုးကျွန်တော်တို့ရုံတင်တော့မယ်ကိုလေးနဲ့ကျွန်တော်အဲ့မှာအစုံစင်းနေအပြိုင်စင်းနေ identity လောက်ရတဲ့စင်းနေအတဲစင်းနေအများကြီးပဲကျွန်တော်ရိုက်ထားတယ်ဘယ်သူထဲမှာလဲမလွန်ခဲ့တဲ့23နှစ်မှာကျွန်တော်ဒီလိုကားမျိုးရိုက်ရမယ်လို့ပြောရင်ဘယ်သူထဲမှာအဲ့ကျွန်တော်ကံကြမ်းကဘာမှပြောလို့မရအောင်မှာ မလည်းစုံဝင်မရရင်လည်းမရသွားနိုင်ဘူးရရင်လည်းရသွားနိုင်တယ်အဲ့တော့ဟိုလူတယောက်ကကံကြမှာလည်းလူတယောက်ကသွားနိုင်တဲ့လုံနိုင်စွမ်းအာကျွန်တော်တို့ဘာမှပြောလို့မရတဲ့ကိစ္စရှိရမှာဒါမျိုးလေးတူကဖြတ်တန်းနေရတာမပင်ပန်းဘူးလားလို့နေပင်ပန်းတာပေါ့ဒါပေမဲ့အဲ့ဒီပင်ပန်းတဲ့တန်ကိုအားလုံးကကြည်ကြည်နက်နက်ကိုခိုင်နေကြဝါသနာပါတာဟုတ်လို့